တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာကျိုးစောရဲ့ပန်းຫນွယ်ကစိမ့်ဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် ကံကြမ္မာအလှည့်ပြောင်းဆိုတာစိတ်ကူးစိတ်တန်းတဲ့ပိုပြီးစမ်းကြယ်လျော့သလားကိုကြီးမောင်ဘဝမှာတွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်အလှည့်ပြောင်းတွေကသူဘယ်တော့မှမထင်မှတ်ထားခဲ့တာတွေကြီးတွေးတောမျှော်လင့်မထားခဲ့တာတွေကြီးအတိတ်ကအဖြစ်အပျက်တွေပြန်စင်းစားကြည့်တော့လေမျှော်လင့်ထင်မှတ်မထားခဲ့တာတွေအနာဂတ်မှာမြည်တို့မြည်ပုံဖြစ်လာအောင်မြည်မသိယခုပြစ်စုံပန်းဆက်ဆက်မှာတော့ အဖြစ်အပျက်ကအိမ်မက်ဆန်လာသည်ကိုကြီးမောင် ကြောက်ပတ်ဒီစီးထားသည့်သူ့ခြေထောက်ကြီးကိုကြည်ပြီးစိတ်အပျက်ကြီးပြက်နေတော့၏ဒီအဖြစ်အပျက်ကံကြမ္မာဇိုးကမနေ့ညကဆ၍မြစ်ဖြားခံလာခဲ့သည်ဟု ပြောလိုလဲရသည် မနေ့ညကကိုကြီးမောင်တို့ရွာမှာမင်္ဂလာဆောင်တစ်ခုရှိသည်ရွာထုံးစံနက်ဖြန်မင်္ဂလာဆောင်လျင်ဒီကနေ့နေ့လေကလေးကအတန်ချဲ့ဆက်ဖွင့်သည် လော့စပီကာကြီးကိုနီးရသစ်ပင် ထိပ်ဖျားမှတင်ပြီးတရွာလုံးသာမကပဝင်းကျင်ရွာများပါကြားအောင်ဖွင့်သည်တွန်ဒေသိန်းနံဟင်္ဒရာထွန်းရင်တန်ထွန်လီစသည်အတန်မီအတန်စူးသောအစိုးရများ၏ဓပြားသချင်းများကိုသူတို့အလွန်ကြိုက်ကြလေသည်ညနေပိုင်းကျထွေးညိုးတို့တောကရွှေဧည့်သည်တို့စိုးမိုးမြစ်တန်းတို့စသည်ငါးပြားတွင်ပြဇက်များကိုဖွင့်သည်ရက်ပေါင်းများစွာလပေါင်းများစွာ ခဏခဏကြားနေရတော့တခြင်းတွေလည်းအလွတ်ရပြသက်စားသားတွေလည်းအလွတ်ရကုန်ကြပြီတာတင်ကိုဘာထင်တယ်လဲတို့ကိုသိန်းနံကိုသိန်းနံစိုးတင်းမောပေါ်လိုက်ခဲ့မယ်နော်တို့ကြာကူလီတစ္ဆာပေါက်ဘတ်ခဲဟူအောင်ပေါ်ကျင်းကျင်းနာတို့ကို ခလေးများပင်ပါဇက်ပြသက်ခင်းနိုင်ကြပြီညာပိုင်းကြတော့လူကြီးများအတွက်ရွှေကြီးညိုပကိုးမြရွှေမန်းတင်မောင်းပန်ထရာကြည်လင်တို့ဤဇက်ထုံများဖွင့်ပေးရသည် တရွာလုံးသာမကပဝင်းကျင်ရွာတွေကပါညလာတာတာအရသာခံပြီးနားထောင်ကြလေသည် ပြက်တနာကအဲ့ဒီအချိန်မှာစလေသည်ရွှေမန်းတင်မောင်ဤချောတယ်လှတယ်ဆိုတာဘလို့ဟာများခေါ်ပါတယ်လို့မောင်ဖျားကို ပြောစမ်းမှနံပါတ်400ဟူသောနှစ်ပါးသွားတဲ့ချင်းကို နားထောင်လို့ကောင်းနေတော့မှမင်္ဂလာဆောင်အိမ်ဆက်ဖွင့်ရာနေရာသို့ကိုကြီးမောင်ရောက်လာ၏ အရက်ကလေးထွေထွေဖြင့်ခြေလန်းတွေတိုင်းကွက်နင်းပြီးရောက်လာခြင်းဖြစ်၏ဟေးဆက်ဖွင့်နေတဲ့ညီလေးအဲ့ဒီရွှေမန်းတင်မောင်းကြီးရက်တွန်သေးသိန်းနိုင်ရဲ့ပန်းတွေကစိန်ဖွင့်သန်းกว่าဟာကိုကြီးမောင်ခမောင်းမူးနေရင်အိမ်ပြန်အိပ်ဗျာဒါလူကြီးတွေအတွက်ဖွင့်ပေးနေတာဗျညီလေးကလည်းလက်ပေါက်ကတ်လိုက်တာกว่าပန်းတွေကစိန်တပုတ်စုတပုတ်တွေ ပြီးရင်မင်းရွှေမန်းတင်မောင်ကြီးပြန်နေဘောကခဏလေးပါနော်ဟေးဘူးလဲကသူများမင်္ဂလာဆောင်အိမ်လာပြီးရမ်းနေတာချက်ချင်းဆိုသလိုသူတို့သမီးအကိုမောင်ဘွားကာလာသားများရောက်လာကြဤကိုကြီးမောင်ကလည်းမူးကာလာသားတွေကလည်းမူးဆိုတော့လူကြီးတွေဖြန့်ဖြေးမရခွန်ကြီးခွန်ငယ်မှသည်ထိုးကြကြိတ်ကြရမ်းဖြစ်ကြလေတော့ဤစီရင်ချုပ်လိုက်တော့ကိုကြီးမောင်တကူလုံး ဖူးယောင်ပေါက်ပြဲအညိုမဲဆွဲလျက်တညာလုံးလဲထိတ်တုံးနေနေရလေ၏အလကားကိုဟာကိုအသေးကွဲတာရက်ဆိုင်မှာပဲကွဲနေပေါ့သူများမင်္ဂလာဆောင်အမင်္ဂလာဖြစ်အောင်လှုပ်တဲ့ကောင် ကို့ချက်မြုပ်ကို့ရွာရင်းမဟုတ်တော့ဒီလိုပဲကွာထွီးအုတ်ကြားမျက်ပေါက်တွေကောင်းညိုကိုမပေးဘူးကိုကြီးမောင်ဘက်ကတရားမျှမရှိတရွာလုံးနဲ့တယောက်ဖြစ်နေသည်ဆဲဆိုချင်းပေါင်းသမျှခံနေရသည် ထိတ်တုံးကြီးနဲ့ဆိုတော့တညာလုံးလဲအိမ်မရတဖြည်းဖြည်းအမှုကပြေလာသည်တကိုယ်လုံးလဲနာကျင်ကြိုက်ခဲနေသည်ဒေါသတွေလည်းမရှိတော့အမှုပြေဒေါသပြေတော့ဝမ်းနဲ့အငယ်စိတ်ကဝင်လာ၏ပောက်ဝတီသားအုတ်ကြားမျက်ပေါက်တဲ့လားအသေးကွယ်မူးပေနေတာတဲ့လားသူတို့ပြောတာလဲမှားသည်ဟုမဆိုသာကိုကြီးမောင်ကဒီရွာချက်မြုံဒီရွာသားစစ်စစ်မဟုတ်ပါ ကံရီတောင်မျက်ချောက်စားဟုဆိုသောဟိုးအနောက်ကြီးတောရွာကလေးတရွာကဖြစ်၏ဒီရွာကဗာကြီးညိုတို့အိမ်ကို သူရင်းကားဖြင့်ရောက်လာကားစကလူပြိုပေါအရွယ်ပင်မရှိတတ်သည်တရားသည်တိမ့်လို့မှဇာတိရဲ့ရွာပြန်စရာဆွေမျိုးညာတိမရှိရိုးရိုးသားသားနဲ့အလုတ်ကြိုးစားသူဆိုတော့တနှစ်ပြီးတစ်နှစ်ဗာကြီးညိုတို့အိမ်မှာပဲမြဲခဲ့သည်ဒီလိုနဲ့ဒီရွာတောင်တင်းဒီရွာမှာပျော်ပိုက်ပြီးဒီရွာသားတစ်ပိုင်းဖြစ်ခဲ့ရခြင်းတည်း ဒီရွာကြီးကကိုကြီးမောင်တို့ဇာတိရဲ့ရွာနဲ့စာလျင်နှိုင်းရှင်၍မရအောင် ဖွံ့မျိုးဝေစီလာသည်တစ်ကြီးဝါကြီးအင်ကြီးအင်ကောင်းတွေနဲ့အင်ကြီး900ကျော်သော ရွာကြီးရွာကိုပတ်ခွေနေသောချောင်းနှင့်ရေတွင်ရေကန်တွေကလည်းပြည့်ရှံချိုအေးနေသည်ရွာဝင်းကျင်အရက်လေးမျက်နှာလေခွင်းကိုင်းခင်းတမျောတခေါ်ကိုဒီရွာသားတွေပဲပိုင်ကြသည် စီးပွားရေးတောင်တာကြတော့ အလူတန်းပွဲလန်းသဘင်တွေလည်းပေါ်သည် ကိုကြီးမောင်တို့လိုဟိုးအဝေးကပစ္စနရစ်အရက်သားတွေဒီရွာမှာပဲကူလီလုတ်ကြတည်ရင်ငါလုတ်ကြပျော်ပိုက်နေကြတချို့လည်းဒီရွာမှာပဲအခြေချကုန်ကြသည်ကိုကြီးမောင်တည်ရင်ငါလုတ်နေသည့်ဗာကြီးညိုတို့အိမ်ကတိတ်ချောင်းလေလှသည်မဟုတ်ပါ ခိုင်းနွားတရှင်နမသားမိတတွဲနေ့ ကိုင်းမြေဆယ်အေကလောက်ပဲရှိသည်ဘာကြီးညိုကကျမ်းမာရေးမကောင်းအတူနေဘာကြီးညိုဤနှမကမွေးရပါကျက်မပြေရှာသူအာကိုအာထာတားယောက်ျားလေးကမပါမြန်ွယ်ဟုခေါ်သောသမီးကလေးတယောက်သာရှိသည်မို့ကိုကြီးမောင်ကို သူရင်းကားခေါ်ထားရတော့လေသူများနီးတူယာတီကြီးမပေးနိုင်သို့သောကိုကြီးမောင်ကဘာကြီးညိုတို့အိမ်မှာပဲတစ်နှစ်ပြီးတစ်နှစ်မြဲခဲ့ပါသည်လောက်ခပိုပေးသည့်အိမ်တွေရှိတော့လေချက်မခုံငယ် ဘာကြီးညိုတို့မိသားစုကိုပဲတန်ရုံးစင်ဖြစ်နေပြီအထူးသဖြင့်မြနွယ်ပေါ်မြနွယ်ကကိုကြီးမောင်နဲ့အသက်မတိတ်မရင်ရောက်စားကဖြူဖြူပိမ့်ပိမ့်စတော့ကွေးကလေးသည်အခုတော့လဲရွာကာလာသားတွေကြားရေပန်းစားသည်အပြိုကျော်စီရင်ဝင်နေပြီကိုကြီးမောင်ကိုတိုင်းမင်းရောက်စားကလိုပုတက်တက်နန်းချဲချဲမဟုတ်တော့ပဲညိုညိုထွားထွားတကယ်ယောက်ျားကြီးဖြစ်နေပြီကိုကြီးမောင်ထမင်းစားမယ် တခါတည်းခေါ်မကြအောင်မကြဘာတွေများစဉ်းစားနေတာတော့ပြောင်းရိုးတွေနွားသာစင်းနေရင် အတွေးလွန်နေတော့မြန်ွယ်ထမင်းစားခေါ်တာတောင် မကြမီ။အော်အေးအေးဒီပြောင်းရိုးလေးကိုအောင်ဆင်းလိုက်ဦးမယ်။နမကြီးကို ပြောင်းရိုးဖိကျွေးထားရမယ်ဟ။ဒီနေ့မနဲ့နွားတို့ပိတ်တာနဲနေတယ်။မြန်ွယ်နေမြန်းနွားကလေးလွတ်ပေးလိုက်သလား။မြန်ွယ်ကမဖြေပြုံးစီစီလုံနေသည်။တေးကြပါပြီ။မြန်ွယ်ကဒီလိုပဲ။ တနာတတ်သည်နမကြီးကနို့နွားနို့ညှစ်နေရတာဆိုတော့နွားကလေးနဲ့တညာလုံးခွဲချီထားရသည်မနဲ့နွားနို့ညှစ်ပြီးမှနွားကလေးကိုလှုပ်ပေးရသည်မြန်ွယ်ကတဘောဘောအော်နေသည် နွားကလေးအားတနာလှသည်ဆိုကညညနို့ဆို့ရအောင် ခိုးပြီးကျိုးပြေပေးတတ်၏မနဲ့နွားနို့ညှစ်တော့ပိတ်သားချင်းကယော့နေပြီကိုကြီးမောင်နွားသာကောင်းကောင်းမကြွေးလို့ဆိုပြီးအချိန်မောင်ခံရအောင်မြည် ိမြနွယ်ကလူကြီးတွေမျက်ကွယ်မှာပြုံးစီစီလုံနေအောင်မြည်ကိုကြီးမောင်မြနွယ်အတွက်နဲ့အချိန်မောင်ခံရတာလဲများလာပါပြီအညိုညင်ခံရတာလဲများလာပါပြီအထူးသဖြင့်မြနွယ်အမေဒေါ်လုံးကကိုကြီးမောင်ကိုမျက်နှာသာမပေးခြင်းသူ့သမီးနဲ့ကြိုက်သွားမှစိုးရိမ်နေသည်အလုတ်လုံရင်းပဲဖြစ်ဖြစ်နားနေရင်းဖြစ်ဖြစ်ကိုကြီးမောင်တချင်းဆိုလျင်သူ့သမီးစောင်းဆိုသည်ဟုပဲထင်နေတော့၏ ထွေးညိုလေးရယ်ဆိုလဲမမြနွယ်တန်းွယ်ရေဆိုလဲမြနွယ်မောင်ကြီးချစ်တဲ့လေးနွယ်ဆိုလဲမြနွယ်သူသမီးမြနွယ်ကိုပဲစောင်းဆိုသည်ထင်နေတော့ဤတခါကလဲကိုကြီးမောင်နွားသာစင်ရင်တချင်းအော်ဆိုနေမိဤချစ်တဲ့စိတ်မျိုးတိတ်မရတဲ့ပန်းလှလှပန်းညင်နေကြိုးစိုးလျက်ပါချစ်ရဲ့အမေဆူရင်မောင်စီပြေးခဲ့ကွယ် ဖွားကြီးနောက်ဖေးကဒေါနဲ့မောနဲ့ထွက်လာ၏ဟဲ့ကောင်ကြီးမောင် နင်ပါသက်ပိတ်ပြီးအလုလုဆန်းဗျာအဖွားကြီးသူသမီးကိုစူနေတာကိုကြီးမောင်ကမသိအမေဆိုရင် မောက်စီပြေးခဲ့ဆိုတော့အဖွားကြီးဖနှက်ချွပြီးမရိုက်တာပင်ကံကောင်းဗာကြီးညိုနှမအကြီးလေးကြတမျိုးကြည်မောင်ကြီးမြဆိုင်ရှင်ဟေ့ဆိုလျင်ပန်ထရာကြည်လင်ဤမြဆိုင်ရှင်တိုက်သမိုင်းဇက်ထုတ်ကိုအစိုးငို အပြောတွေဖြင့်ဟဲပြရသည် ျွန်တော်အပေါ်မှာဖခင်ကြီးရဲ့မြစ်တာကြီးမားရှားလာသည်ဟုဆွဆွငင်ငင်လေးဟဲ့ပေးလိုက်လျင်အကြီးလေးသဘောကျနေတော့၏ဒေါ်လုံးကြားလျင်တော်စန်းဖုန်ကြီးယူနဲ့လေလူးဟုငေါက်လေသည်တချို့သချင်းတွေကတော့အမှန်တကယ်စောင်းဆိုတာပါပဲကိုကြီးမောင်ကမွေးရပါကံကလေးတခုတော့ကောင်းသည်ဟုဆိုရမလားထူးထူးခြားခြားကိုအတန်ကောင်းသူဖြစ်ပြီးလေကွင်းထဲမှာလော့စပီကာနှင့်အပြိုင်အွန်လိုင်းစုနိုင်သူဖြစ်၏ ကောက်ဆိုင်မတွေအများဆုံးပွဲတောင်ခံရသူဖြစ်၏အစကတော့တခြင်းတွေရိုးရိုးဆိုခဲ့တာပါပဲအခုနောက်ပိုင်းမှာဘယ်တခြင်းမဲဆိုဆိုမျက်နွယ်မျက်နှာလေးပဲမြင်အောင်နေသည်ဆိုရတာလဲပိုပြီးအထိတ်ပဲရှိလာသည်အလွတ်လွတ်ရတာလဲပိုပြီးအမောပြေလာသည်တဏီကုံဘလောက်ပင်မန်းပါစေမျက်နွယ်မျက်နှာလေးမြင်လိုက်ရလျင်အမောပြေသည်မျက်နွယ်အတန်လေးကြားလိုက်ရလျင်လန်းဆန်းသွားသည်မျက်နွယ်တိုက်သည့်ရေး မြတ်ွယ်ပြင်ကျွေးသည့်ထမင်းစားလိုက်ရလျင်နောက်တနေ့တော့အာအင်အပြည့်ဖြစ်နေလေတော့၏။ဩမြတ်ွယ်ပြင်ကျွေးသည့်ထမင်းမစားရတာမြတ်ွယ်တိုက်သည့်ရေအေးမတောက်ရတာနှစ်တွေကြာခဲ့ပြီကော။ဒီကနောင်ကြီးထမင်းစားတော့မလား။အတွေးတွေအတိတ်နယ်တဲ့ပြန့်လွင့်နေရမှပြစ်စုံပန်းလောကတဲ့ပြန်ရောက်လာ၏။ခြံဆောင်လင်မယားကိုသူခေါင်းရမ်းပြလိုက်သည်။ဘာမှမစားခြင်း။သူရင်တွေခံနေသည်။ သူရင်တွေပြည့်နေသည်ခြေလောက်ကနာလို့လားဆေးတောက်ချိန်ရောက်ရင်တခုခုတော့စားလိုက်ပါဗျာမစားဘူးသာပြောရသည်ကိုကြီးမောင်ပိုက်ထဲမှာအစာဟုတ်ဒီပတ်ဒီမရှိမနေ့ညကတည်းကဆိုပါတော့မနေ့ညကထိတ်တုံးကြီးနဲ့ဆိုတော့သူတရေမြမအိတ်ခဲ့ရအာယုံတက်လင်းကျက်အတွန်းမှာသူ့ကိုလှုပ်ပေးလိုက်ကြသည်ကိုကြီးမောင်ဘသူမှမတိုင်ပင်မဲဒုတိယမိရွာကအပီးပိုင်ထွက်လာခဲ့သည် ိုင်ပင်စရာလဲဆွေမျိုးရင်းချာမရှိပါသူကနေထိုင်နေသည့်မိတ်ဆွေကလဲဟန်ဆောင်ပန်းဆောင်မေမတာလမ်းမှာတောက်ဖို့ဆိုပြီးစေဘော်လေးတစည်းနဲ့ချွေးသိပ်လွှတ်လိုက်သည်တောက်ထားသည့်အရှိန်အေးပြက်သည့်ဒဏ်တွေကြောင့်ခေါင်းကတစ်စစ်စစ်ထိုးကင်နေသည်တညာလုံးတောက်နောက်ကြီးနေခဲ့ရသည့်ခြေထောက်တွေက ထုံကျင်ကြိုက်ခဲလေးလံနေသည် နားထဲကလေတွေထွက် မျက်စီကလည်းပြာကနေမိုက်ကနေဖြင့် ကတ္တရာလမ်းမော်တက်ကားရစီဤဘရိတ်အုပ်တန်းကားဘေးနှင့်ကတ္တရာလမ်းပွတ်ကျိတ်တန်းတို့ထိတ်လန့်မွေကြားလိုက်ရသည် သူ့ခြေထောက်တစ်ဖက်ကကားဘင်းအောင်ရောက်နေခဲ့ပြီခမားဗျာဒီလောက်ဟွန်းတီးနေတာကိုရက်နေလိမ့်မယ်ထင်တာဒီလိုနဲ့သူ့ကိုနီးရစေကံပို့ပေးကြသည်ဓမ္မန်ရိုက်ကြောက်ပတ်တီစီဤသူတို့ဆရာခေါ်သည့်ကားပိုင်ရှင် ပုဂ္ဂိုလ်က တော်တော်အစွမ်းထက်ပုံရသည်အလုံးချောချောမောမောပင် ခြေစလုံးယိုနှစ်ချောင်းစလုံးကျိုးတဲ့45ရက်ပြည့်မှာကြောက်ပတ်တီးဖြီရမတယ်တပတ်တခါလာပြပါတဲ့ဆရာဝန်တွေကစေးတွေပေးလိုက်လေသည်ကဲနောင်ကြီးဘယ်လိုက်ပို့ပေးရမလဲပြောကျွန်တော်တို့အစားဆုံးတောင်းဝင်ယူမှာပါအဲ့ဒီမှာခွာကြတော့တာပဲထွက်လို့သာထွက်လာရကိုကြီးမောင်ဘယ်သွားရမှန်းမသိဆွေးမရှိမျိုးမရှိတကောင်ကျွဲဆိုတာတိသွားတော့ဆရာကအစီစဉ်ချသည် ဆရာကတရက်ချံတမ်းမြာချံတွေပိုင်သည့်တထေးတဲ့အခုလဲတရက်သီးတွေတင်းမှုကားပြင်သွားကိုကြီးမောင်နဲ့ဖူးသာစုံသွားတာတဲ့သူတရက်ချံမှာခြံဆောင်တွေနဲ့နေမလားတဲ့နေစရာစားစရာဈေးကူတာအားလုံးတောင်းဝင်ယူမတဲ့ကိုကြီးမောင်ခေါင်းကြီးယုံမာတပါဘာတက်နိုင်မည်နီမောင်မပြေတာကိုပဲကျေးဇူးတင်ရမည်ကျေးဇူးရှင်ကြီးကအစစအစင်ပြေအောင်စီစဉ်ပေးသွားသည်နေ့တိုင်းလဲလာကြည့်မယ်တဲ့ ကန်စိုးတဲ့ကကန်ကောင်းလိုပဲ ကိုကြီးမောင်မှတ်ယူလိုက်ပါ၏ကန်စိုးတဲ့ကကန်ကောင်းဟုမှတ်ယူရပေတော့မည်ကန်စိုးလိုဗာကြီးညိုတို့အိမ်မှာသူရင်းငါဖြစ်ပေမဲ့ကန်ကောင်းတော်မြတ်ွယ်လေးနဲ့ချစ်ကြိုးတွေ့မိကြပြီအချစ်ဟူသောမော်ဆရာအစွမ်းညောင်ဘလောက်ပဲပင်မပင်မကိုကြီးမောင်တယောက်အမြဲလန်းဆန်းတက်ကြွနေတော့၏နွေနွေမိုးမိုးဆောင်းဆောင်းတခြင်းတွေကလည်းဆိုလို့ကောင်းလိုက်တာနွေရာသီနေပူပူဖုံးထူးထူးထဲမှာ ပြောင်းယိုးကြောက်တွေစင်းရင်နွားတွေရေတိုက်ရင်တချင်းလေးတအေးအေးနဲ့ပေါ့နွေရွှေရက်ဝါအော်လေးစံနဲမှာဖြင့်ကြွေပြန်ဝဲရှာပေါ်ရိုးရန်ကျဲဒီအချေမိုးခါရှွန်းတဲ့ဘွက်ထဲမိုးတဲ့ရေတဲ့နွားနှကောင်ဆွဲပြီးလဲတဲ့စင်းရတော့လဲတချင်းကလေးတကြောကြောပေါ်တိမ်မိန်လာဇာပန်းရဲနဲ့ ထက်နန်းအာကာတခွင်ဝဲလျက်ပန်းရဲ့စင်ရက်ရှင်ခွင်တိုင်းမိုင်းမုံမုံတိုင်းတိုင်းချုံဝိုင်းအောင်ဖွဲ့တုံးတုံးမဲ့တရံနေစောင်းတွေရောက်တော့မြောက်လေးတွေနှင်းတွေချာမှာပဲခင်ပြောင်းခင်တွေကလည်းစိမ့်စိမ့်ဆိုဆိုကိုကြီးမောင်ကလည်းတချင်းဆိုမပြတ်ငွေနှင်းရဲ့မှုံလေးညင်းညင်းတုံတော့တညာစီချစ်ခွန်းဝေရှင်လာမင်းရှက်အောင် ချစ်တန်းနှောင်းကဲမောင်မမေ့ပါကြည်ပြီမြောက်လီတုတ်ဖြန်းနှင်းမြူတွေဝေကာလွမ်းရင်သူကသာတချင်းတွေစုံနေညနယ်လေးငိုနေရတာကိုကြီးမောင်မသိခဲ့ညနယ်တို့ဘက်ကကိုကြီးမောင်နဲ့သဘောမတူအထူးသဖြင့်ညနယ်မေကတင်းမာလာသည်ရွေးစရာတွေအများကြီးတွေကမှအိမ်ကခိုင်းနေတဲ့သူကိုမှကြိုက်ရသလားတဲ့ တားမရတဲ့ဆုံးကိုကြီးမောင်ကိုအလုတ်ထုတ်မြရွယ်ကို ချုပ်ချယ်လုကြပြီ ကိုကြီးမောင် ပူဆွေးရပြီနီးရက်နဲ့ဝေးမြရွယ်တို့ခြံစည်းယုံနှပေးရှောက်ပြန်တံပေးလုပေမဲ့မြရွယ်မျက်နာဖူးခွင်မသာတော့ရင်ဝဲတယုတရအေတူပူမြထွေးထားခြင်းမာတယ်တို့ပါတော့ကွယ်ချူရန်ခတ်တဲ့ဥပန်းရဲ့သူ့ချံနှွင်းပေမှုကွယ်လက်ဝဲပိုင်ပိုင်မထားနိုင်မာပြီ ဟဲကောင်ကြီးမောင်သူ့ချံနှွေးမွေမှုတွေဘာတွေလုံးမနေနဲ့မင်းမြွယ်ကိုခိုးပြေတော့တော်ကြသူတို့အိမ်လာလာနေတဲ့မြို့ကပွဲသားလက်ထဲပါသွားလိမ့်မယ်ဘဝသူသူရင်းငါတယောက်ကအချံပေး၏ကိုကြီးမောင်ကလည်းတစွန်းတစတော့ကြားထားပါ၏မြွယ်မေတော်လုံးက သူသမီးကိုမြို့ကပွဲသားတယောက်နဲ့လှော်နေသည်တဲ့ထိုပွဲသားဤကျွေးမြည်နဲ့လဲမကင်းဆိုပဲ သူအားကိုသည့်ဗာကြီးညိုခမားမှလည်းကျမ်းမာရေးကတနေ့ရွှေတနေ့ငွေဆိုတော့ဒေါ်လုံးစီမံသမျှခံနေရပြီပေါ့ဒီလိုနဲ့ကျေးလက်ထုံးစံတိုင်းလူစိုးတွေနဲ့မောင်းတိုင်းပင်လတ်ထွက်ကလေးကိုတဲ့မြင်းမော်တင်ပေါ့ကိုကြီးမောင်မြနယ်ကိုခိုးပြေးလေဤမိတ်ဆွေသူရင်းကားတယောက်ဤလေတဲ့ကလေးမှာတညတာခိုးဝင်နာမနဲ့ခီးဆက်ဖို့ပြင်ဆင်နေတော့ရက်ရွာကဝိုင်းဖန်လိုက်ကြသည်မြနယ်ကိုပြန်သိမ်း ကိုကြီးမောင်ကိုဓာချိန်ချိန်ပြီး ရွာကမောင်းထုတ်လိုက်ကြသည်အခုတော့ဖြင့်မနေသာတပြည့်တရွာကိုသွေးခွာလို့ပြေးခဲ့ပြီကွယ်မကျင်းသာလို့တော့ဟုတ်ပါဘူးမရှင်သာလို့စုတ်လာသူတူဘဝဝဲမရှင်ဝင့်သူကို့ဖြစ်များရဲ့ကြောင့်ဒီဘဝအတွက်တော့နှမလက်လျှော့နေလီတော့မြွနယ်ရေးဆိုပြီးကိုကြီးမောင်လေလွင့်သွားလိုက်တာတောင်ပေါ်တက်ပြီးလဲလက်ဖက်ခူးပါရဲ့ ရွှေတော့သွားပြီလေရွှေတူးဘူးပါရဲ့၁၄ငါးနှစ်ကြာမှရွာပြန်ရောက်လာတော့ဤဟာကိုကြီးမောင်မှတ်တော့မမှတ်မိဘူးဗျာရွာမှာအလူရှိတယ်ဗျပန်းတွေကစိမ့်လေးပါလေဟဲသမ်းပါအိုးသူ့ကောင်မမှတ်မိဘူးတဲ့ဟုတ်မှာပါနေတန်လေတန်အရက်တန်ငှက်ဖျားတန်တွေကြောင့်ကိုကြီးမောင်ငိုရုပ်ပြက်ရွေးငယ်ပြီဖောက်တော့တော့ပြာမွဲမွဲနဲ့အတန်တွေလဲအက်ကွဲခဲ့ပြီး န်းတွေကစိမ့်လဲအရင်လိုမစဲနိုင်တော့ဘူး။သူ့ကိုမမှတ်မိကြပေမဲ့သူကတော့အားလုံးကိုကောင်းကောင်းမှတ်မိနေပါသည်။ဂျွာဝင်းလေကွင်းပြင်ကိုဖြတ်တော့ဟောရာဘာကြီးညိုရဲ့ပြောင်းငင်းဟောတကီကတဲ့ငါမြတ်ွယ်လေးထမင်းလာပို့တဲ့လန်းဟောဟိုတဖမ်းမင်မှာရွှေကြီးလေးတာဘူးရဲ့ဂျွာလေလန်းကတော့ကျင်းသွားသလိုလိုလက်ထုံဆက်တွေကတော့အရင်လိုအပြင်းမောင်းနေကြစေအင်ဂျီတွေလည်းပူများလာသည် တချို့အိမ်တွေလည်းမရှိကြတော့မြနွယ်မြနွယ်တို့အိမ်ကောမမြနွယ်တို့တားမိကမြို့ပါသွားတာဗျဘာကြီးညိုတို့မောင်နှမကရွာမှာခေါင်းချတယ်မမြနွယ်မေဒေါ်လုံးကဟိုမှာပဲဆုံးတဲ့သူတို့အိမ်ချံကောမြေတွေကောအကုန်ရောင်းပစ်ခဲ့တာမမြနွယ်တော်မရှိတော့ဘူးလို့လို့ဘာလို့လို့ဗျအဆက်အသွယ်လေးပြတ်သွားတယ်ဩချီယာလဲပြောက်ရေလဲနောက်ပါလားမြနွယ်ကောင်းပါတယ်လီ ရွာမှာညှိရှိနေရင်ငါဘယ်မျက်နှာနဲ့နေရမလဲကိုကြီးမောင်ရွာမှာနေတော့လဲဟိုတုန်းငါလူတော့ဖြင့်သူရင်းငါမလုံနိုင်တော့ပါမိ쇠တယောက်အိမ်မှာကက်ရက်နေပြီးကြုံရကြပန်းကူလီလို့ဖြင့်ထမင်းတလုံးအရက်တစ်ပိုင်းပေါ်လီညက်နေညက်နေအရက်ကလေးထွေထွေဖြင့်ပန်းနွယ်ရည်ဟူသောကိုကြီးမောင်ဤအတန်အက်အက်ကိုနှကောင်းရှုံငုံညပြီမနေ့ညကတော့အသေးကွဲမူပေးနေတဲ့ကောင်းအုတ်ကြမျက်ပေါက်တဲ့ ငါညီတို့ရွာကိုစိတ်နာတယ်မြနွယ်ကိုကြီးမောင်ဤမသိမကွဲညီးတွားတန်ကြတော့ခြံဆောင်လင်းမယားသူ့အနားရောက်လာ၏ဘာဖြစ်တာလဲတဲ့စေးတောက်ချင်းရောက်ပြီးထမင်းစားတော့လေတဲ့ခဏနေရင်ဆရာလဲရောက်လာတော့မယ်တဲ့ဟောဒီ45ရက်ကတော့ဒံယာကြီးနေပေမဲ့ကိုကြီးမောင်အတွက်စိတ်ချမ်းသာတဲ့ရက်တွေပါစားလိုက်အိတ်လိုက်စေးတောက်လိုက်ပြင်းလာရင်တည့်ရချမ်းနဲ့စင်းဂျိုင်းတောင်နဲ့လမ်းလျှောက် အရက်မတော့ရတော့အသားရေလဲကောင်းလာသည်ဆရာကလည်းသူ့ဘောလိုလီသေးမရှိအောင်ကောင်း၏ကိုကြီးမောင်ဘဲမှသွားစရာမရှိရင်ဒီမှာပဲနေပါလားဒီမှာပဲဝိုင်းကူလို့ဘောခြံထဲမှာခမည်းတော်တဲကောင်းကောင်းဆုံးပြီမယ်ကျောက်ပတ်ဒီဖြေတဲ့နေမှာဆရာကပြောတော့ကိုကြီးမောင်မငင်းတာဆရာကျေးဇူးတွေရှိသည်ခြံဆောင်မိသားစုနဲ့လဲခင်နေပြီတကယ်တမ်းကိုကြီးမောင်မှလဲသွားစရာနေစရာမရှိတော့ ဆရာတပည့်ချမ်းလုံသားဖြစ်နေပဲနေပါမည်ပေါ်ကျုပ်တို့ဆရာကအိမ်တော်ကြီးကမကောင်းဘူးဗျပထမအိမ်တော်နဲ့က၃နှစ်လောက်ပဲပေါင်းလိုက်ရတယ်ဆုံးသွားရောတားလေးတယောက်ကြံရစ်တယ်ဒုတိယအိမ်တော်ကကဗျာဆိုတော့စီးပွားရှာတော့ကောင်းပါရဲ့ဆရာကနိုင်စားလွန်းတယ်မောင်ခိုလုံနေတော့အိမ်လဲသိမ့်မကက်ဖူးနဲ့တူပါတယ်ဗျာခြံဆောင်အဖော်နဲ့ကိုကြီးမောင်ကလေးပေါက်တဲ့သည် စေးဘော်လေးကိုတရှိုက်မှတ်မှတ်ကြိုက်ကြတာချင်းလဲတူသည် အခုကိုဆရာသမားအကြောင်းနားထောင်ကောင်းနေတော့ဆက်လိတ်မိညီတာဆက်လိတ်ဖွာတာတွေစောင့်နေရသည်သည်ဒီကိုဆိုင်ကယ်နဲ့လာလာနေတဲ့အအောင်ကအကြီးဆုံးသားလေပထမအိမ်အောင်နဲ့ရတဲ့သားပေါ်သူ့အမေကရွာဆက်ဗျမမြနွယ်တဲ့ဗျာမမြနွယ်မမြနွယ်ကဖြူဖြူသွဲသွဲအေးလဲအေးတယ်အဲသူ့အမေဒေါ်လုံးကတော့နည်းနည်းစွာတယ် อืมအခုတော့နှစ်ယောက်စလုံးမရှိတော့ဘူးပေါ့ဗျာ။အော်မြတ်ຫນွယ်မြတ်ຫນွယ်ကိုကြီးမောင်ရဲ့မြတ်ຫນွယ်ဖြစ်နေပါလား။လောကကြီးကကျင်းမြောင်လှကြီးရဲ့ဆုံးသွားသလိုလိုရွာမာတုန်းကမရီမရာတော့ကြားခဲ့ရတာ။အခုမှပဲတိတိကျကျသိရတော့သည်။မိရွေးနဲ့နေရလို့လားမသိဘူး။အောင်ကစိုးရဲဗျ။ဆိုင်ကတဖုံဖုံနဲ့သပင်ရှည်ထားပြီးလမ်းတည်းရဲ့လုံနေတာအခုဒီဆယ်တန်းမအောင်သေးတာသာကြည့် အဆိုတော်ဖြစ်ချင်တာတဲ့တချင်းအဆိုကလည်းဘလို့ဝါဒနာကြီးမှန်းမသိကိုကြီးမောင်ဤခေါင်းနဲ့အတွေ့တွေရောက်ရက်ခတ်သွားသည်မြနွယ်သားအောင်အောင်ကတချင်းဆိုဝါဒနာပါတဲ့လားလှုပ်ဆမ်းပါဦးဘိုးတော်ရပန်းနွယ်ကစိမ့်လေးပါလေးခမည်းတချင်းကလည်းကျွန်တော်ဂီတာနဲ့ကြမဖြစ်ဘိုးတော်ချောင်းတစ်ခုဟွန်းနဲ့စေးဘော့လေးတွေမတော့ဆမ်းပါနဲ့ဗျာအောင်အောင်မျက်နှာအောင်အောင်အတန်း အောင်းအောင်စကားတွေပြန်စင်းစားရင်ကိုကြီးမောင်ရင်တွေတဒိမ့်နှင်းခုန်လာပြီဖះဖះထိုနေ့ကနှစ်အတန်းကြာဖြတ်ထားခဲ့သည့်အရက်ကိုကိုကြီးမောင် ပြန်တော့မိခဲ့လေ၏အောင်းအောင်လူလေးကအဆိုးတော်ဖြစ်ချင်တာဆို ဟုတ်ပါဘိုးတော်ရာ ဖေကအဆက်အွယ်လေးရှိရဲ့နဲ့သားနဲ့ငွေထုတ်ရမှနှမျောနေတာဘာမဆိုသူ့မိန်းမကြီးမိစိမ့်ပြမှတက်ရဲတာဗျနှကန်းလေးထော်ပြီးမကြည်မနဲ့ပြောနေတဲ့အတန်းက မြန်ွယ်ငငယ်တုံးကအတိုက်မှာပဲလားစာကျူးစားပါလူလေးရဲ့အဆိုတော်လည်းဖြစ်အောင်ကျူးစားပေါ့ပညာတတ်ကြီးဖြစ်ထားတော့ပိုကောင်းတာပေါ့ပြီးတော့အပေါင်းသင်းလဲကြည်ပေါင်းလူလေးတငယ်ချင်းတွေကလမ်းတရေတွေဟာဘိုးတော်လည်းအာလူတွေကောင်းနေပါလားတော်ပြီတော်ပြီလစ်တော်မယ်ကာဝါစာကီဆိုင်ကယ်ကိုတဒေါန်းနှောင်းမောင်းထွက်သွားတော့အောင်အောင်ဤကြောပြင်ကို မျက်စိတစုံကြည်ရင် ကိုကြီးမောင်တက်ပြင်းတာချနေရတော့ဤ စိတ်ပြက်လက်ပြက်ဖြင့်စလိတ်ထိုင်းဖွာနေစဉ်ခြံဆောင်အဖော်ကရေးကြီးတုတ်ပြာပြောလာ၏။နောင်ကြီးရေအောင်အောင်ဆိုင်ကယ်နဲ့ပြဿနာဖြစ်တယ်ထင်တယ်။လမ်းတောင်မှာစကားများနေကြလီရဲ့။ဟေးဟုတ်လား။ကိုကြီးမောင်ဘလို့ပြေးထွက်လာခဲ့မိမှန်းမသိ။ဖနှက်ပင်မစည်းနိုင်။ရော့ရော့တဲတဲလူအုပ်ထဲအတင်းတိုးဝင်လာခဲ့တော့လေမျက်စီကပြာကျင်ကျင်။တရိတမစင်ကမကန်။အောင်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 လူလေးနောက်ဆုံးနေစမ်း။ ရံမွဲကတိတ်ပြင်းပြင်းထန်ထန်ကြီးမဖြစ်လိုက်ပါဝိုင်းဝန်းဖြန့်ဖြေကြတာနဲ့အောင်းအောင်ဖေမျက်နှာကြောင့်လဲပါသည်ကျင်းနဲ့ပြေလည်သွား၍တော်တော်သည်တကယ်တမ်းအောင်းအောင်ကဘာမှမဖြစ်ကိုကြီးမောင်သာရင်ထဲကြောထဲကအောင့်တောင့်တောက်နဲ့နံရိုးတွေနာနေသည်ဘိုးတော်ရာခမရအနေသားကြီးဘာလို့လိုက်လာရတာတော့ကိုကြီးမောင်ကဘာမှမဖြစ်ပါဘူးဒံသဘောလောက်ပါဟုပြောတော်လဲမရအောင်းတို့သားဖကအထုကုနဲ့ပြပေးသည် နံယိုးကြိုးမကြိုတိရအောင်ဓာတ်မှန်ရိုက်ရသည်ဒီမှာပဲယောဂါကရှာတာတခြားတွေ့တာတခြားဖြစ်ရတော့ဤနံယိုးမကြိုးပါတဲ့ဒါပေမဲ့ကိုကြီးမောင်ဤညာဘက်အစုတ်မှာကင်ဆာဖြစ်နေပြီးဘဲဘက်ချမ်းကိုကုနေပြီတဲ့ကင်ဆာဆေးသွင်းရမယ်တဲ့တဲ့ရောင်ကြီးกินရမယ်တဲ့ကံကြမ္မာအလှဲ့ပြောင်းဆိုတာစိတ်ကူးစိတ်တန်းတံပူပြီးစမ်းကြယ်သည်မဟုတ်လားဒီအချိန်နေရောက်လျင်6လတ်တပူမခန်းဟု အလုံးကခံမန်းကြသည်ခံမန်းထားသည့်တိုင်း၆လမပြည့်ခင်ကိုကြီးမောင်အိရာတဲ့ဘုံမုံလဲလေ၏သပင်တွေကလည်းတကောင်းလုံးကျော်ရေဖြန်းဝင်ပြီးဗိုက်ကြီးဖောင်းနေသည်ညာဘက်လက်မောင်းကြီးကရောင်ကိုင်းနေပြီးကြိုက်လွန်းနာလွန်းလိုတကြွတ်ကြွတ်ညှဉ်ညူနေ၏ချောင်းတွေတခုတ်ဟုတ်ဆိုးတခါတခါသွေးတွေပါလာသည်အောင်တို့သားဖကဂယုဆိုင်ရှာပါသည်ဆရာဝင်ပင့်ပြီးမကြမကြာဆေးထိုးပေးသည် ဆရာဝန်ကလည်းခေါင်းခါပြထားသည်မှာကြပြီမကြခင်အိတ်ဆေးမှိန်းဆေးတွေထိုးပေးရတော့မတယ်မနေ့ညကတော့အခြေအနေအဆိုးဆုံးပါပဲအိတ်မရထိုင်မရမရှူနိုင်မကင်နိုင်နဲ့အမောဖောက်နေသည်လက်မောင်းကလည်းမခံနိုင်လောက်အောင်ကိုက်ခဲနေ၏ဆရာဝန်ပေးထားသည့်ဆေးတွေလည်းအစွမ်းမပြနိုင်တော့ဘလုံးပထွေးနဲ့တညာလုံးညှိညူနေသည့်အထဲမှာရွာကနံမဲတွေစုံနေတာပါပဲအောင်တို့တားမိနံမဲလဲပါသည် နေမကူးတော့ဟုခံမနေကြစင်းမှာမနှက်ပိုင်းအောင်အောင်တို့တားဖာလာတော့ကိုကြီးမောင်အနေငယ်ထူထူတောင်တောင်ပြန်ဖြစ်လာသည်တတိလေးပြန်ကောင်းလာ၏အောင်အောင်တိုက်သည့်စံပြုတ်ပင် တစုံနှစုံစားနိုင်သေးသည် မပီမသနှင့်စကားတွေလည်းပြောကျင်လိုက်တာအလုံးကိုကြီးမောင်မောမယ်မပြောနဲ့ဟု တားနေရသည် အောင်အောင်တငယ်ချင်းတွေရောက်လာမှကိုကြီးမောင်ခဏမိန်သွားသည် အောင်တို့အုပ်စုကကိုကြီးမောင်တဲနေမလှမ်းမကန်တရက်ပင်အောက်ကကုတ်ပြစ်မှာဝိုင်းဖွဲ့နေထိုင်ကြ၏တယောက်ကဂီတာကိုမေဒလင်တန်မျိုးထွက်အောင်ကျူးညှိနေ၏တခဏကြာတော့တီးလုံးတန်ထွက်လာ၏အတော်ကလေးအဆုံးမှာဘလို့စိတ်ကူးနေမသည်အောင်အောင်ကတချင်းဆိုသည်ပန်းနွယ်ကစိမ့်ပန်းနွယ်ကစိမ့်စိမ့်နေစုံနဲ့သားမြိုင်တဲ့တဲ့ကလေးပါပဲ ကိုကြီးမောင်တဲတဲမှာအောင်းအောင်းတန်းတဲ့တဲ့ကလေးပဲကြားရသည်ကိုကြီးမောင်ပိန့်နေရမှ မျက်စီပွင့်လာ၏ခေါင်းကိုငဲ့ပြီးနားဆွဲ့နေသည်တီတာမြလားမျက်နှာတလျှောက်ရှောက်ခဲ့ရာဝဲလမ်းရည်တောင်ဆက်မှာတောင်မန်းရှက်ပြန်ကိုကြီးမောင်ကကုန်းထဖို့ကြိုးစားနေ၏ဘာလို့ချင်းတို့တုံးမေးတော့ဘလုံးပထွေးနှင့်ပြောနေသည် သူ့အတန်းကတိုးလွန်းတော့ဘာပြောမှန်းမသိသူ့ပါဇနာကက်ကက်ပြီး ပန်းရွယ်ကစိန်ဆူနေတယ်တဲ့သူကျေနပ်အောင်ကဲလာဖွင့်ပေးလိုက်ရည်ရှင်မောပွေတော်ရှားပုံခီးမှဖြင့်ကဘာကုံကျဲတွေပြေးနိုင်ဇွမ်းမီအောင်မဲဘယ်သောခါမှအောက်အောက်တချင်းတန်ကဲလာပေါက်ကိုဖျက်ပြီးတဲကလေးတွင်ပြန့်လွင်နေစေကိုကြီးမောင်ကတော့နှခမ်းလေးတွန့်ကွေးလျံပြုံးပြုံးလေးငြိမ်သက်သွားခဲ့ပြီပေဖူးလွာမဂ္ဂဇင်း အမှတ်၁စက်တင်ဘာလ2009ခုနှစ်